်ရင်သိချင်းခတ်တဲ့ယဟပြုခြင်းကြောင့်ရရှိရတဲ့အကျိုးတရားတဲ့အင်းညာအချမ်းတပတ်သောတဏှိတိကမြင့်မွန်ဖို့နဲ့လည်းငင်းတွေ့မြင်သိရှိနိုင်သောသာမဉ္ဇဗရဏယဟပြုခြင်းကြောင့်ရရှိခတ်တဲ့အကျိုးတရားဟူသည်တဏှိတိကလည်းငင်းမြင့်မွန်ဖို့နဲ့တွေ့မြင်သိရှိနိုင်သောဩဒိနိတရံဝါသံလုံးမြင့်မြတ်သည်လည်းဖြစ်သောပဏိတတရံဝါသံလုံးရဲ့မွန်မြတ်သည်လည်းဖြစ်သော ။ဗာမင်းရဲ့ခလဉံပြုခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးတရားတွေလက်ရှိမရှိနိုင်ပါဘူး။ဒီပြုတဲ့ဒီအရတ္တဘုံဆိုတဲ့အကျိုးတရားချက်ဘုံလုံးပြီးတော့မြင့်မြတ်နေတဲ့သံလုံးဆင်ကဲနေတဲ့သံလုံးကောင်းမွန်နေတဲ့ဒီဟံပြုခြင်းကြောင့်ရရှိတဲ့မြင့်မောက်ဘုံမှာသိရှိနိုင်တဲ့အကျိုးတရားဆိုတာမရှိနိုင်တော့ပါဘူးဆိုပြီးတော့ဒီလိုပြန်ရှင်ကခြေတော်ကိုညီကုန်းချိုးလိုက်ပါတယ်နော်အဲ့ဒီလိုညီကုန်းချိုးလိုက်တဲ့အခါမဖြစ်နိုင်လေ ယောတိရကမကတောအသတကတဝေဒီဘုဒ္ဓဘုရားဝန္တာဣဒ္ဓဒောဇအပိကန္တံဗန္တိအပိကန္တံဗန္တိတယထမိဗန္တိဣဘုတိတဝဥပ္ပုသေယပရိသန္နဝဝိရိယမုံလတဝမေကအာသိခိယအန္တကရိဝတိလပိသောတံတရိယသကုမန္တရူပတိတခတိတိဧဝမေယမန္တိဘုဂဝတ္တအနိကပရိယာယိနတမောပကတိတောဧသဟံမေတိဘုဂဝန္တံ ရဏံသေပန္နသေတရဏံသေတတိယောမိဧကဟံမန္တိဘဂဝတရဏံကိသမိတုမေသဘိကုသံကိသဥပါဒကံမံဘဂဝတာရိတုဣဇာတေပန္နုဘိကံတဏံကတံဧဟံဤသောဟုတိပြခြင်းကဟောကြားပြတ်သသုသုမလည်းဒီရှိတော်ရသမကတော်အတ္တတတ်တို့ဝိရိယဘုံတော်ဝိရိယပြရဲ့ကဖြစ်တော်ရသမကတော်အတ္တတတ်တို့မကရတန်ရှင်းဘယင်အစတတ်သည် ဘဂဝန္တံဘုံဘုံချောဆုံးသဘောကုန်ဖြင့်ပြည့်စုံမှုသောမြတ်စွာဘုရားကိုအိတံဝဇ္ဇနာဤစကားကိုဩဇာပြဖတ်ခဲ့ပြီ။ဟန္ဒီမြတ်စွာဘုရားအဘိင္ကန္တန်တရားတော်သည်အလွန်နှစ်သက်ပါရှိပါပေသော။ဟန္ဒီမြတ်စွာဘုရားမိင္ကန္တန်တရားတော်သည်အလွန်နှစ်သက်ပါရှိပါပေသော။ဟန္ဒီမြတ်စွာဘုရားတရားထာပြီးဖြစ်သည့်ပြညာနှင့်ဘယလောကဥပမာတိက နိဂုံဒီဓမ္မမှောင်ရင်ခြားအံ့တဲ့အရာဝတ္ထုကောမူလီဥပုသေးရတရားထာပြီးလှန်၍ပြတ်လည်ပြီးတကယ်တော့ပဋိသန္ဓဝါဖုံးလွှင်ရင်ခြားအံ့တဲ့အရာဝတ္ထုကောမူလီဥပရိယတရားထာပြီးဖုန်၍ပြတ်လည်ပြီးတကယ်တော့မုံလတဝလမ္မသောသူဟာမူလီမကန္နမံကိုအတိကိယတရားထာပြီးပြောပြလိုက်တကယ်တော့အန္တဂာယံဝါအမိုက်မောင်အတွင်း၌မူလီတေလပိသောတံစီမိတံတံကို သကုမန္တောမျက်စိအမြင်ရှိတဲ့ပုဂ္ဂိုလ်တို့သည်ရူပဏိယူပယောမျိုးမျိုးတို့ကိုတက်ခံပြီးပြုမြင်ကြကုန်တတ်ဣတိဤသို့နှလုံးပိုင်း၍ကာရိယတေယထာပိဆောင်းယူကြီးထုံပြလိုက်ပြီးတကယ်တော့ဗန္ဒီဘုံသောမြေဝန်ထိုလင်းတော်ဘာရောမူပါဖြစ်တော်မြတ်စွာဘုရားဧဝမေဝဤဥပမာပြုတယ်လေဘဂဝေတာဘုံသောသဘောတခင်ဘုရားရှင်သည်အနေကပရိယယေနတဘောမကမြတ်ပြသသော အကျုံးဘိယဖြစ်ဓမ္မောတရားတော်မြတ်ကိုပုဂ္ဂတိကြောချင်းရှားပြတော်မှာပါပေသည်။ဗန္ဒီကုံတော်မြေဝန်ထွန်းလင်းတော်ဘာရမှုပါပေသောမြတ်စွာဘုရားဣဒဟံထုပြတိတော်သည်ဘဂွန်တံဘုဒ္ဓချုပ်ဆုံးတဘောဖြင့်ပြေသနာမှုသောမြတ်စွာဘုရားကိုကရဏံကုဝေတ္တိယောဘောဖြင့်ဟောဟူရပိသံမိယုံကြည်သိမှသိကပ္ပာယိဓမေဇံမေခုနိဗ္ဗံဓမေကဟုဆရာချေဘောတရားတော်မြတ်ကိုလည်း ကရဏံဘုဘေရောဘောဘိကုယဟူရေကိသမိယုံကြည်တိမှသိကပ္ပယိဘိကုတံင်းစယံသံဃာရောဂောနိကရဏံဘုဘေရောဘိကုတံင်းစခြေယဖြောဘောရိယသံဃာရောမြတ်ခောလိကရဏံဘုဘေရောဘောဘိကုယဟူရေကိသမိယုံကြည်တိမှသိကပ္ပယိမံပြတိယောဘုဝါမြတ်စွာဘုရားတိဣဇ္ဇတိယေဒီကိုအစံပြီးပြီဘန္တုပေတံအသက်ရှင်နေရကာလဘလုံး မရဏကတံယရဏသံဃာသောကိုယ်ပိုင်ရှိကချင်းသောရောက်ရွေးမြေသောဥပါတကံဥပါတကတေကဟူ၍တာရီကျူမှတ်ယူတော်မူပါမြတ်သောဖျာဒါတရားကိုကျင့်တတ်တဲ့အထွတ်သူကဆရာခိုင်းလိုက်တာနော်မရဏကုံလုံးစောင့်ကြည့်လိုက်စောင့်ကြည့်ပြီးတဲ့အချိန်မှာကျတော့ဗန်းဆက်ခေါ်တယ်ဗန်းဆက်ပြီးလျှောက်တယ်အစ္စယောမံပတိအစ္ဆံကမယတ္တပဏယတ္တမုံမယတ္တအကုသလယောဟံပိကရတမိကန္တမရန္တန္တဣန္ဒြိယကရဏဇိမိတောဘရောပတိ တတမိဗန္ဒီမင်္ဂဝအိစီယပစ္စည်းတော်ပြိဋ္ဌနာတို့အတိတ်သံခါယဗန္ဒီဘုဒ္ဓနိယဝထိုလင်ကြောက်ပါတော်မူပါပြီသောမြတ်စွာဘုရားမံပြားသမီးတော်ကိုယထာဘာနာမတိတိမိုင်မဲသည့်အလျောက်ယထာမောင်လံမုံတူရေးသည့်အလျောက်ယထာအကုသလံအကုသတရားသွန်မောသည့်အလျောက်အိစီယအဖြစ်သည့်အိဇာကမလွှမ်းမောပြီးသည့်ခပ်ပါသည့်အရှင်ဘုရား ယောဟန်အကျဉ်းကြီးတော်ကြီးဓမ္မိကံတရားဆောင်သောဓမ္မရာဇာဉာဏ်တရားမြင်ဖြစ်တဲ့ပိတရံဖတ်ခြင်းတော်ဣတိယကရဏအစိုးရခြင်းကြီးဟုသောအကြောင်းကြောင့်ဣတိယကရဏအာနာကိုလုံးခြင်းခြင်းကြီးဟုသောအကြောင်းဖြစ်သောသီဝိဒါသီဝိသင်္ခေမဘောရောမေသိင်းချခဲ့အခုပါပြီ။မနေဘုံတော်နေဝထုံးနေကြောက်ပါတော်မူပါသည်တော်မြတ်စွာဘုရား။ ဘဂဝါမြတ်စွာဘုရားသည်တသမိထိုဘုရားပြီတော်၏အစ္စယအဖြစ်ကိုအစ္စယတော်အဖြစ်အားဖြင့်အယတိတံဃရာယနောခန္ဓေသုံးသိခြင်းကိုပြိပညာတို့ခံယူတော်မူပါမြတ်စွာဘုရားကဝန်ချတောင်းပါနဲ့နော်ဗိမိတရမင်းကြီးကတရားစောင့်နေတရားမင်းတူဖြစ်ပါတယ်ဒီလိုတရားမင်းတူကိုအာနာကိုအလိုရှိခြင်းဖြစ်ဖို့သောအကြောင်းကြောင့်ဖတ်ကလေးတော်ဖြစ်တဲ့တရားစောင့်နေမင်းကြီးကိုတပည့်တော်တတ်ပြီးတယ် အကုသိုလ်တရားမိမဲတဲ့တရားမတူဝင်ရဲ့မောဟတရားကြီးရဲ့လွန်မှုမှုကြောင့်အပြစ်တရားကြီးကတပည့်တော်အပေါ်မှာလွန်မှုဖြစ်ပြီးလက်ကဲခြင်းဖြစ်ပါတယ်။ဒါကြောင့်တပည့်တော်ရဲ့အပြစ်ကိုအပြစ်အပြစ်နောက်ခံတဲ့ဆောင်သိခြင်းကဘုရားရှင်သည်ခံယူတော်မူပါဆိုပြီးတော့ဝန်ချက်တောင်းပါတယ်။အဲဒီခါကျတော့မှဘုရားရှင်ကဗာမေးကြီးလေတေကဓမ္မဟာရဇပိစီယောအစ္ဆာကမ္မယထပလယထမုံငယထအကုသလား ယတုပိရံဓမိကဓမ္မရတနာဇိဝိတောဖြစ်တိယတုသကွန်ကျုံမဟာရာဇပစ္စယပစ္စယတောတိသောယထာဓမ္မပတိကရောတိတံခြင်းမယံပတိကနာမဟောဒီဟေတံမဟာရာဇအရိယကဝိနည်းယောအစ္စယပစ္စယတောတိသောယထာဓမ္မပတိကရောတိအာတိတောရံအပိသတိမဟာရဇဒဂရောမင်းမြတ်တက်ကတကယ်ခြင်းစေဧကမဟာအဖြစ်တွင်တည်သည်ယထာပလံ မိမ့်သည်အရိယယထမူလံတို့ဝိသည်အရိယယထအကုသံအကုသောတရားထင်ရှားကြည့်သည်အနယောက်အစ္စယောအဖြစ်သည်အစ္ဆာကမသွမ်းမောဖြစ်သည်ကတိသည်ယံတွအခြင်းသည်သည်ဓမိကတရားဆောင်သောဓမ္မရာသနတရားမြင်ဖြစ်တဲ့ပြီးတံဖခင်သောဇိဝိတာသီတိတိမဟောတော်ဖြစ်သည်ခြားကြတယ်သည်ယံတွသခောအခြင်းခန္ဓာကမဟာရဇဒကရောမင်းမြတ်တွင်သည်သည်ယံတွသခောအခြင်းခန္ဓာကအစ္ဆယအဖြစ်ကို ဣဇိယတောအပြင်းအပြစ်ဒီတဝတ္တိမြင်ဤဖြစ်ယထာဓမ္မတရားနှင့်ပြောင်းမည်ဆိုပရိကရောတိကုသတိဒီမယံထုံကမယံငါတို့ဒီတန်ထုအပြစ်ကိုပြင်းသည်တန်ထုအပြစ်ကိုပရိကနာမောခံယူကြပါကုန်၏မဟာရဏတကတော်မင်းမြတ်ဣဒ္ဓဤကဲ့သို့ဝန်ထက်ကြောင်းမှန်ခြင်းဒီကအရိယတဝိညာဉ်အရိယတော်ကောင်းတို့ရဲ့ဝိညာဉ်၌ဟောဒီကြီးမားခြင်းဖြစ်ပါပေ၏ ။အဲဒီငောင်းခန္ဓာတံရံကြောင့်သိခြင်းသောအဘိဓိတိရောက်ရှိပါ၏။ဣတိဣန္ဒရေဩဇမိကြောတော်မူခဲ့သည်။ယောဂိသူသည်အစ္ဆယအပြစ်ကိုအစ္ဆယတော်အမည်အဖြစ်ဘိသဝတ်ပြည်နေဖြစ်၍ယထတမံပြန်နှင့်လျော်မည်သောပရိကရောတိပူဇာကြီးအယတိကောင်းကန္တသောဗရံသောင်းဤသို့အပိစ္စတိရောက်ပြီ တန်ထုတ်ကုပုဂ္ဂိုလ်ချင်းသည်အရိယတဝိနည်းဘုရားသခင်တို့ရာဇဝတ်တို့ရဲ့ဝိညာဉ်ဖြင့်တည်း၌။ဩဒီជីវံကြောင့်လံကာဖြစ်ပါပေ၏။ဒီလိုသူစမ်းရင်တော့ជីវံနိုင်တဲ့အလံကြောင့်ပဲ။ဘာရင်ជីវံလဲ။ကုသိုလ်ပြည့်ရဲ့ជីវံတုတ်တဲ့ဖို့အကြောင်းဖြစ်တယ်။ဒီလိုဆိုလိုပါတယ်နော်။အဲဒီခါကျတော့မှဇတတဘယင်ကနေပြီးတော့ဘုရားရှင်ကိုဖတ်ရောက်ထားတယ် ဣမုတိရသမဂတောအစ္ဆတတတဝိတိဘုဒ္ဓဘုကဝန္တာဧတဒောသအဲဒီခံမှာမဂရတိုက်ရှင်ဘယင်မင်းမြတ်ကဝေဤမိမြတ်ရဲ့သဖြင့်အစ္ဆတတဘယင်မင်းမြတ်ကနေပြီးတော့ဘုရားကိုကြောက်ထားပြီဟန္တသဓာဏိမယံဘန္တိသစ္စာဘဘုကိတမယံဘုခဏိဟာဒီကကြီးကုတရားဝဲသိရင်ပါလျှောက်ကြပါကုဒီမှာသူကတရားဝဲသိတော့သူကြောက်တဲ့စကားလေးနော်ဒီကကြီးနေတော့ပြုမဲ့ခြင်းနော် ကံဒီယခုကံနဲ့ဟန္တတံဒီယခုကံနဲ့ဗန္ဒီနဲ့သောပြဟန္တတံဒီယခုကံနဲ့မယံပြကြည့်တို့သည်ခိသမသောတာဘဂဝံမယံပြကြည့်တို့တို့သည်ကဘုကိစ္စမြတ်သောကိစ္စရှိကြပါကုန်၏မယံပြကြည့်တို့သည်ကဘုကရဏီယပြုဝေလုံကကိစ္စယမြတ်ပြသကြပါကုန်၏ပြီးတော့လူပြရင်ကသိများတယ်ကြာပြုလို့တော့မယ်ဘယ်နဲ့လဲခင်ဗျာကြီးမနက်တည်းနဲ့နော်ကဲရတတ်တ တုမာရသကန္နမညတိရဲ့ဒီဘက်ကလည်းဟာခလာမတော်တဲ့ဘုရင်ဒီလိုတန်းလို့မရဘူးဟုတ်တယ်မဟုတ်လားအထုပေါင်းလေးဆက်ပြီးတော့ဒီလိုပြောလို့လည်းမရဘူးဘာဖြစ်လို့လဲမပြောသင့်တဲ့နေရာဖြစ်နေပြီယတဒဏီတုကန္နမညတိယတဒဏီတုမာရသကန္နမညတိမာရသတကရောမညယတဒဏီယခုကန္နေကဒုံနေဒီကာလသောတည်တဲ့အချိန်ကာလကိုမညတိသိရှိပါရှိသင်သောတည်တဲ့အချိန်ကာလကိုသင်မသိပါရဲ့ ြည့်စင်ကမိကျိုက်အထခိုရကံဘကတောအစတကတုဝိနေယိကုံတော်ဘုကဟောတော်မတိတာပြိနတိတဝံမောတိတဝဥဒ္ဒယသနာဘဂဝန္တပြိဝါယတိတဝတပိနကတဝဘက္ခမိဒီစည်းကမ်းလေးပေါ့နော်အထခိုဒုက္ခနေရသံဘကတောဝိနေယိကုံတော်ဝိနေယိမိမြာယကဖြစ်သောရသံဘကတောအစတကတုမဂ္ဂရတန်ရှင်ဘယေအဇတကတိဘဂဝတောဘုံတော်ချောပါတိတံပြရှိ ပါဠိတံဟောကြားပြတာဆုဆုံးမောဓမ္မဝတ္ထတရားဒေသနာတော်ကိုအမိဏ္ဍိကျောဘအလုံးနှစ်သက်ပြီးဖြစ်၍အနုမောတိကျောအလုံးမမြောက်ပြီးဖြစ်၍အာဒနာမီယာမဥထာယထိုင်၍ဟုတ်ပလားစိက္ခူတော်မဆိုဘယ်လိုလုပ်လဲမီယာကထားတယ်ထားပြီးတော့လည်းဘဂဝန္တံဘုလိုချုပ်ပါတဲ့ပြင်ပြန်ခြင်းကိုအမိဝတိကျောဘအလုံးညောတေစွာရှိခိုးပြီးပဲမတ်တက်ထပ်ပြီးတော့မီယာကထိုင်ရတဲ့ညပါလေထားလိုက်တယ် ခံပြီးမှအလုံးယုံတင်သောဘုံတော်ချောပတ်တဲ့မြတ်ရှင်ကိုရှိဖို့လေအလုံးယုံတင်သောဇာကမြတ်ကြီးရဲ့ခြေတော်ကိုတော့ပြီးဥတ်တယ်အဲဒီခြေတော်ကိုဥတ်တယ်ပြီးတော့မလုပ်နဲ့ဗဒတိနံကတဝဗဒတိနံလက်ရလက်လက်ရတိကိုကတဝပြုရပက္ခမီဘဂဝသောလေဤလက်ဥကလေးကြည့်ပြီးခြေပြီးတော့မြတ်ရှင်ကိုလက်ရရဲ့သုံးကြီးဖြတ်ပတ်တယ်အဲဒီလိုဖြတ်ပတ်ပြီးမှထွက်ခွာသွားတယ်ဘာဖြစ်လို့လဝဲရင်မလက်ဘယ်လိုကြောက်လဲ ဘုန်းကြီးတော့အတိတ်ကြမသိဘူးဆရာတော်တော်ဆုံးမပူတော့ဘူးခွေးတွေကလဝဲကြီးတဲ့ဘုန်းတော်မခွေးတွေပဲလဝဲကြီးလက်ဟာတဲ့သူတော်ကောင်းတွေကလက်ရည်ကြီးချက်ဒါကြောင့်ဘုရားရှင်ကြီးသွားဖို့ပြီဆိုရင်ဘုန်းကြီးလဝဲကြီးတဲ့ကိုလက်ရဲဘူးလက်ရည်ကြီးပဲလက်ရဘုန်းတော်မအဲ့လိုလက်ရည်ကြီးလက်ပြီးတော့မှထွက်ခါသွားပြီအဲ့ဒီခါကျတော့ဘုရားရှင်ကဘာမိတ်ကြီးတယ် ကြကောဘဂဝါအသီရပက္ခံတတ္တအညောမင်္ဂတကအစ္စတတ္တောဝိတိဘုဒ္ဓတဘိက္ခုအမန္တိတိကြကောသုကံေဘဂဝါဘုဒ္ဓံသောပန္တေပြေပြံသည်ဝိတိဟိဘုဒ္ဓတဝိတိမိပြေဟိသဖြစ်သောရေညောမင်္ဂတကအစ္စတတ္တတောသာမဂရတေရှင်ဖြင့်အစ္စတတ္တအသီရပက္ခံတတ္တမတ္တမိဖခောသွက်လက်သော ဘိက္ခုယံတောကအမတ္တိတိမညာတော်မူ၏ဝိဉ္စီမြေရဲ့သတ်ဖြစ်တဲ့မကရတည်းရှင်ဘယင်အသက်သက်ဖက်ခွာတော်ပြီးမကြမီကာလမှာဘယင်ရှင်ကယဟန်တော်တွေကိုအမိရှိတယ်ခန္ဓာယဘိက္ခုဝိရာဇာဥပဟာတယဘိက္ခုဝိရာဇာအဇယမိကုဝိရာဇာပိတရတမိကဓမ္မရသနာဇီဝိတနောအဝရပိတ္တထဣမဂနိညေဝအာတနေဝိရဇဝိတမနတ မစကောပုပ္ပိသိတ္တာတိဗိခဝေจิตายတုရသရှင်မြင်ဒီကအယရသတိရှင်မြင်ဒီကခန္ဓာမိမိကိုယ်ကိုမိမိတူးဖြောခဲ့ပြီအယရသတိရှင်မြင်ဗိခဝေจิตายတုအယရသတိရှင်မြင်ဒီကဥပဟတမိမိကိုယ်ကိုမိမိညင်ပန်းသိစေတတ်ဖြန်ခဲ့ပြီလက်စီအကေဗိခဝေจิตายတုသတ်တင်ခဲ့၍ အယံရသတိရှိမြင်သည်ဓမ္မိကတရားဆောင်သောဓမ္မရသနာတရားမြင်ဖြစ်သောပိရဘဖြင့်သောဇိဝိညာဇိဝိတေနိမနာရောပိတ္တမချက်ခဲ့ခြင်းဖြင့်မတက်ခဲ့ခြင်းဖြင့်ဤမသမီးကြီးဝအတ္တလေဤနေယခုထိုင်နေတဲ့နေရာ၌ပင်လေဝိရဇံကိရတံမြုပ်အငြိအကျင့်သောဝိတမနံပြင်းပြီးသောအငြိအကျင့်ရှိသော ဓမ္မစကုံသောတပတိမညာအမြင်ဒီဩဝိသိဒ္ဓတာဖြစ်ပေါ်၍လာပြီလက်တံအကိရိမြတရားဆောင်နဲ့တရားမင်းကြီးဖြစ်တဲ့ဖခင်ကိုမတတ်ချက်ခဲ့ဘူးဆိုရင်ဒီနေရာမှာဒီတာမညာကလတောက်တာကိုဟောတော်မူသည်အဆုံးနဲ့ဒီအဇဒကမင်းကြီးကိလေသာမြေမြေချင်းတင်းစင်နေတဲ့သောတပတိမညာအမြင်ကိုရက်ချိန်မှာဖြစ်ပါတယ်နော်ဒါပြီးတဲ့ဒီကွာ ဒီလိုသောတပတိပညာမရရှိအောင်သူ့ကိုယ်ကိုသူပဲတူးဖြုံသွားခဲ့တယ်။ဘယ်နဲ့တော့ဒီကကြီးနေဒီမကြီးတူးဖြုံကြတာ။အဲ့ဒါသူမြတ်လက်ဖို့ဘုန်းကြီးပြောတော့ပုံဘူးနော်။အာမထုတ်တဲ့လူတွေဟာလည်းရတဲ့ရတဲ့ကြွတော်ညီမျိုးတွေရှိမှလည်းအာမထုတ်ဘူးဆိုရင်တော့ဒီပုဂ္ဂိုလ်တွေကမိမိကိုယ်ကိုမိမိတူးဖြုံနေတယ်လို့မပြောနိုင်ဘူးလား။ပြောနိုင်တယ်။ကြည့်လိုက်။ဘုန်းကြီးခဏခဏပြောနေကြဖြစ်ဖြစ် မဟာဒနတစ်ဖြစ်သားဇမီးမုံထံတို့ကိုကြည့်ပါနော်အမျိုးမိဘကပြင်း70မျိုးသားဘက်ကပြင်း70တဖြည်းချင်းတစ်ဖြည်းနေတယ်။နှစ်ဦးလက်ဆက်လိုက်တယ်။တော်လည်းဇနဲ့မျိုးလည်းပါတယ်နဲ့မိဘတွေမရှိတဲ့ခါမှာပစ္စည်းတွေဖြုံးလိုက်တာနောက်ဆုံးခွဲလဲဆွပြီးကြောက်စားရတဲ့အစီရောက်တယ်။မိမိကိုယ်ကိုမိမိတူးဖြိုတဲ့ပုံပေါ်ရင်းပဲကားတယ်။ဘုံမင်းမဆွဖြစ်လာတော့မှတောင်းစားရတဲ့အချင်း ဒီလုံကြောင့်တက်တဲ့ကေလာမီဖြစ်တော့ဒီလုံကြောင့်ဆွေးကြောင့်ခွင့်ကြဲခေါ်တဲ့ဒီကတိမှာကိုပြေးတွေကမိဇနီးမောင်နှံတော်ကလာထိုင်ရှောက်တယ်။တန်ဃာရင်ပေါ်ရာကိုစားလို့ရလို့ရညောဆိုတဲ့ဥတည်ချက်ဖြစ်။သူဇနီးမောင်နှံကိုပြခြင်းကဉာဏ်တော်မြတ်ဖြင့်လမ်းမြော်ပြီးကြည့်ရှုတော်မူလိုက်တဲ့အခါအမျိုးသားကရတ္တဘုံရနိုင်တဲ့ပါမီမျိုးစစ်အမျိုးသမီးမှလည်းအနာဂမ်မိမဲ့ညာဖုန်ညာရနိုင်တဲ့ပါမီမျိုးစစ်ရှိနေတယ်။ပတ်တွေ့နော် တရားများပထမအရွယ်မှာအရာဒီတော်တို့ဘောကုဆုံးဖပြီးအရာမကြောင့်တဲ့ယဟန်ဘောကိုမရောက်ပြီးရှင်ပြုခဲ့ပဲဆိုရင်အမျိုးသားကယဟန်နာဖြစ်နိုင်တယ်အမျိုးသမီးကအနာဂံဖြစ်နိုင်တယ်ဒုတိယအကိပထမအရွယ်မှာတတိတောင်ရကမရဘူးဒုတိယအရွယ်မှာအရာဒီတော်တို့ဘောကုဆုံးဖပြီးသာသနာပေါင်းတို့မရောက်ပြီးရှင်ပြုခဲ့ပဲဆိုရင်ပြုခဲ့ကြပြီဆိုရင်လည်းအမျိုးသားကအနာဂံအမျိုးသမီးကတရားရခံတော့ဖြစ်နိုင်သေးတယ်အကိတတိကမရသေးလို့ လူလောကမဆက်ပြီးတော့မခွဲရမခွန်နိုင်တဲ့ဘယ်လိုလဲဘယ်လိုဖြစ်နေကြအောင်မဆွေလဲနော်တတိယအရွယ်လောက်ရောက်တော့နည်းနည်းလေးတတိကံမျိုးကရလို့များဘာသာဘုံတို့ဝင်ရောက်ပြီးရှင်ယံပြုကြမယ်ဆိုရင်အမျိုးသားကတက္ကရာကအမျိုးမိကသောတာပန်တော်ဖြစ်နိုင်တယ်အခုတော့ဘယ်လိုသုံးမှကိုလုံးသားပြီဘာရင်းနဲ့လူလဲလို့မင်းတော့နွေရည်ဒီခုတော့ပူပြင်းတဲ့ဒီတော့မှရေရခန့်ကုန်ပြီးအင်္ဂကားလေးအင်္ဂကားမှကျက်စမ်းနေတဲ့ငါးရည် အဲ့ဒီငါးမျိုးကိုလက်ပြီးတော့ကောက်ယူပြီးစားနေတဲ့ဂျိုးကြံတိကအတော်မှလည်းဂျိုးနေရည်ရလက်ခံပြီးငါးလည်းကုံပြီးပြန်လည်းမပြန်နိုင်ဘူးအဲ့ဒီဂျိုးကြံနဲ့ပုံကရံခဲ့တော့ဖြစ်နေပြီအဲ့ဘယ်နဲ့လုံးဒီကကြီးတွေမျိုးကြီးဂျိုးကြံကြီးဖြစ်နေကြဘာတကယ်မလုပ်နိုင်တော့ဘာဖြစ်လို့လဲဘုရားရှင်ကအဲ့ဒီချိန်ခါမှာသူတို့လာပြီးတရားဟောဖို့ရတယ် ်ကြီးကိုလက်မြောက်ကြည့်လိုက်တော့သူတို့ကအရွယ်သုံးမှလုံသွားပြီဆိုတဲ့ခံကြတာအသက်90ကျော်သွားကြဘူးသူတွေအသက်90ကျော်တော့ပြည့်နေတော့ဘုရားရှင်ကတရားမဟုတ်ဘာဖြစ်လို့လဲသူတို့ဥမျက်ကြီးကချုပ်ကုန်ပြီတူတယ်နော်ဥမျက်ကြီးကချုပ်ကုန်တဲ့ခံကြတာတရားဟောတယ်ခံယူနေတဲ့ဆွာကမရှိတော့အဲ့ဒါကြောင့်ဘုရားကလည်းမဟောတော့ဘူးဒါခုခုကိုတူးဖြိုတဲ့လူတွေပဲဟုတ်တယ်မလားဒါကြောင့်ဒီနေ့တရားနာပိဋကအပေါင်းသူတို့ကောင်းနေတဲ့ အဲ့ဒီလိုမိမိကိုယ်ကမိမိတူးဖြူတဲ့ပုံစံတွေမဖြစ်အောင်တော့ကြိုးစားဖို့လိုအပ်ပါတယ်နော်။ဤကြမောဇာဘဂဝါအတ္တမန္တေဘေကုဘကဝဇောပတိတာအမိညာရောဤတည်းဤသမညာဖလတုတ်တန်တရားဒေသနာရောမြတ်ဘောဘဂဝါမြတ်စွာဘုရားဒီဩဇာပကြတော်မူ၏။ဒီဘေကုထိုတရားနဲ့ပြိတာဖြစ်ကြကုန်သောယံတို့တို့ပြီးအတ္တမန္တနှစ်လုံးဝမြောက်သောစိတ်ဓာတ်ရှိကြကုန်၏ဖြစ်ပြီးဘဂဝါတော်မြတ်စွာဘုရား၏ ဝတိတဟောကြားပြတာဆုဆုံးမှာတော့မဟုတ်ကြတရားဒေသနာတော်ကိုအဘိနန္ဒုံယုသိစွာဥဖြင့်ခံယူကြလေကုန်ပြီနော်ယောယုသိစွာဖြင့်ပြန်ရှင်ဟောကြားပြတာဆုဆုံးမှာတော့မဟုတ်ကြတရားတော်ကိုခံယူကြလေအဲ့တော့ဒီနေရာမှာအဇဒဒအကြောင်းလေးကိုတော့နည်းနည်းအထက်ကရကဖွင့်ထားတယ်နည်းနည်းလေးတော့ပြောချင်ပါတယ်နော်ဇဒဒကအခုလိုတရဏဂုံဆောက်ကြည့်သွားပြီ ရဏဂုံဆောက်ကြည့်ပြီးတဲ့အချိန်ခါမှာကရဏဂုံခန်းကြီးညပတ်တည်းလည်းအထက်ခါကတော့ပြည်ပြည့်နာလေးဖွင့်ထားပါတယ်နော်အဲဒီတော့ဒီနေရာမှာဇန်တကနဲ့ပတ်သက်ပြီးတော့တောကြပတ်ကြီးမညာအမြင်ကိုရရှိတန်ပြင်မဲ့လို့ဖတ်ဖြစ်နေတယ်အကယ်၍ဒီအဇန်တကဒီနေရာမှာမိမိရဲ့ဘာကမဲ့တော်ကမတတ်ခဲ့ဘူးဆိုရင်ဒီနေရာလေးမှာပဲခြံပြီးတောကြပတ်ကြီးမဲ့ကိုဆင်းရောက်မှာဖြစ်တယ်ဒါပေမဲ့ ပါပမိကြတန်တဲ့ခင်နာနော်အပေါင်းအပေါကမှတ်သွားရနော်ပေါင်းတဲ့ပုဂ္ဂိုလ်ကမှတ်သွားတော့မိဇွေရုပ်နဲ့တော့ပြီးပေါင်းဖို့မိတယ်ဘလို့လဲအရှင်ကျော်တတ်တယ်နော်တော့ပေါင်းဖို့မိတဲ့အတွက်သူ့အတွက်အန္တရာယ်ကြီးများစွာဖြစ်သွားတယ်ဖြစ်တော်လိုက်တဲ့အခါကျတော့သူ့မိမက်တို့မြတ်စွာဘုရားကိုလမ်းပြီးရှိကတယ်မြတ်စွာဘုရားကိုလမ်းပြီးရှိလိုက်တဲ့အခါကျတော့ဘုရားရှင်အပေါ်မှာအလုံးအမင်းကြီးညွှန်သွားတယ် အဲ့လိုအလုံးမင်းကြီးညိုတော့တဲ့အတွက်တသမမမသာသနာမန္တတရာယထာဏံဘောဇိဝိရိတသောဝတံကတဝပုဗ္ဗမုန်ဒီမတ္တိနာတဏ္ဍိနာမုန်စီယတချို့တချို့ပုဂ္ဂိုလ်ကြီးပေါ့နော်လက်ကလေးနည်းနည်းပေါ်ပါထိုးလိုက်မယ်ဆိုလို့ချင်းဘန္တစုံလောက်ကလေးလက်ထိုးရင်ပဲအလုံးအပြည့်ကြီးကြီးရနိုင်တဲ့ပုဂ္ဂိုလ်ကြီးကအပြည့်ရော့သွားသလိုပဲနော်ဘုရားရှင်သာသနာတော်မှာကုသိုလ်ရှင်လောကမှာသူပဲဆို ဘုရားရှင်သန္တာတော်ကိုကြီးညိုလေးစားတဲ့တရားပြရှိတဲ့ပုဂ္ဂိုလ်ကအလုံးအလုံးရှာတာအဲဒီလောက်ပဲကြီးညိုနေတဲ့ကောင်းမှုကုသိုလ်ကံကြောင့်ဖြစ်တယ်လောဟအဝိဇ္ဇငရဲ့ကြောင့်မဲ့အစံလောဟကုမိအဝိဇ္ဇငရဲ့အချမ်းချမ်းဖြစ်တဲ့လောဟကုမိငရဲ့ဘာပဲသူကတော့ပြီးခံရမယ်ဘလောက်ခံရမလဲတိန်သဝတ္တဟဟာနိနိဗ္ဗာန်ဒုံဒုံတော့ပြီးခံရမယ်အဒောပတန္တာ အောက်ဆင်းသွားတဲ့နေကောင်သုံးကောင်ဣတိမတနာဘတ်တော်ဒိဋ္ဌဝတ္တသဟာမိအထက်ကိုပြန်တက်လာမှကနေကောင်သုံးကောင်အဲဒီလိုအထက်အောက်ကျင်းနေပြီးတဲ့အခါနောက်ပိုင်းအထက်တို့နောက်တစ်ပံပြန်ရောက်လာတဲ့အခါကျတော့မှသူကမြင်ရတာတော့အဲဒီလိုလွတ်မဲ့အကြောင်းကိုမြတ်စွာဘုရားကဟောပြပါတယ်အဲဒီတော့ဒီသုတ်တဟာရှင်မြင့်အတွက်ဘာအကျိုးရှိပါတယ်လို့မြင်ရင်တော့သူကမဟာအာနိသံတော်လည်းတော့ မြတ်စွာဘုရားအကျိုးရဒီတုတ်တံကိုနာပြောက်ပြီးတဲ့အချိန်ကဆက်ပြီးတော့သူကဖသမဲတော်ကိုတက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာသူဘယ်တော့မှမအိပ်နိုင်အိပ်စိတ်ချင်းကိုကောင်းကောင်းမရခဲ့ဘူးသို့တော့ဘုရားရှင်ကိုချင်းကပြီးတော့ဒီလိုချုံမြင်ကောင်းမြတ်တဲ့အနှစ်သာရပြည့်ဝနေတဲ့မြတ်ဒီသာရကိုနာပြောက်ပြီးတဲ့အချိန်ကဆက်ပြီးသူကောင်းကောင်းအိပ်စိတ်လို့ရပါတယ်ယရဏသုံးဘုကုံနဲ့သူအလောကမင်းကြီးညောသွားတယ်ဘုဒ္ဓဇနိကာယတတ္တယသမဏဂတောနာမအိမိနာရိညာသရီတော်နဟောတိ ဘုဒ္ဓသင်္ဒရာတရားဖြင့်ပြည့်စုံတဲ့ပုဂ္ဂိုလ်ရင်းကျမှတော့ဒီရှင်မင်းနဲ့တူညီတဲ့ပုဂ္ဂိုလ်ဆိုတာမရှိနိုင်တော့အောင်ဖြစ်သွားတယ်နော်အနာဂတိဘန္တဝိသိတောင်မီနာမပစ္စေကဘုံတော်ဟောတော်ဘာပြိနိဗ္ဗာန်ရည်တတိနောက်အနာဂတ်ကာလမှာဝိသိတောင်ကြီးအမည်ရှိနေတဲ့ပစ္စေကဘုံတော်ဘုရားရှင်ဖြစ်ပြီးတော့ကျွတ်တော်ပြိနိဗ္ဗာန်စံပါလိမ့်မယ်ပစ္စေကဘုံတော်ဘုရားရှင်ဖြစ်နေတယ်လို့ဆိုလိုပါတယ်နော် အဲ့တော့ဒီမိသင်္ကဗုဒ္ဓပြောခြင်းနောက်ပိုင်းကာလမှာဖြစ်မယ်ဆိုတာနဲ့ပတ်သက်ပြီးဒီကဆရာတော်ကြီးကလည်းဖွင့်ဆိုထားပါတယ်နော်ဒီဖွင့်ဆိုချက်ကလေးကိုဘုန်းကြီးဘုဒ္ဓတာဖြစ်တော့နည်းနည်းထပ်ပြောနေပါတယ်ဒီမိသင်္ကဗုဒ္ဓဉာဏ်ကသူစုပန်ထားလို့လားလို့ဒီလိုတော့သူကမေးစရာရှိတယ်အဲ့ဒီခါမှာဒီလိုတော့မဟုတ်ပါဘူးသူစုလိုတာကတော့နောက်အနာဂတ်ကာလမှာမြေကလွတ်လာရင်တော့ပြည့်စက်ကဘုဒ္ဓ ပစ္စေကဂေါတိဉာဏ်ကိုသူကသုတ္တပံထောင်မဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဒီလိုဆိုရတယ်။ဒီတော့ပစ္စေကဘုရားဖြစ်ပြီးဘုရားပြိဏိဗံဆံမယ်ဆိုရင်တော့သူရဲ့သံတန်မှာကာမကဂေါတိပစ္စေကဂေါတိဆိုတဲ့မိယာဥပ္ပနိတိယနှစ်ခုရှိတယ်လို့ဖြစ်မနေဘူးလားဆိုပြီးတော့ဒီလိုဒီကဆရာတော်ကဆန့်ကျင်ထားတယ်နော်။နာယောင်ကြီးတော့ဆန့်ကျင်ကြရတော့အကြောင်းမရှိဘူးဆိုလိုတာက ဗမဏေဖလသုတ်တံကိုနာကြားခြင်းအခါမှာအကိယဖာကမေတော်မတတ်ခင်သူကသောတာပတိမညာခွန်ညာရမယ်ဆိုတော့သူကသာဝကဘောဓိညာရမယ်ပုဂ္ဂိုလ်။ကုသကပြိစိကဘုရားဖြစ်အောင်မယ်ဆိုတဲ့အခါကျတော့ပြိစိကဘောဓိညာရမယ်ပုဂ္ဂိုလ်ဖြစ်နေရတယ်။ဒီတော့သာဝကဘောဓိအတွက်လည်းပါရမီဖြစ်ကြတယ်ပြိစိကဘောဓိညာရပြီအတွက်လည်းပါရမီဖြစ်ကြတယ်လို့ဒီလိုပြောမြတ်ရှိတယ်။ဆန့်ကျင်ဘက်မဖြစ်ဘူးလားလို့မေးစရာရှိတယ်။အဲ့ဒါကြောင့်နာယဝီရောတဲ့ဆန့်ကျင်ဘက်တော့မဖြစ်ပါဘူး။ ။ဘာဖြစ်လို့လဲ။ဒီမရဲကနေချွတ်လို့လန်တဲ့အချိန်ကမှပြစ်စိကဘောဓိညာရရှိရင်အဲ့ဘက်ပါရမီတွေကိုသူကအဲ့ဒီခံကြမှာစီးပူးမှဖြစ်ပါရဲ့။ကာဏဘအချိန်ကာလဖြစ်နေတယ်နော်။နောက်ကြငရဲတဲ့တန်းကအောက်စီမှာ၃သောအထက်ပြန်ချက်မှာ၃သောအဲ့ဒီလိုဆိုတော့နေပေါင်း၆သောဆိုတော့ကဘုန်းကြီးတို့ဘယ်တော့ဘယ်တော့ရင်ကျွတ်မယ်တော့မသိဘူးဒီချုပ်ဒီချုပ်ရင်ကျွတ်နည်းညာပြောရင်တော့လူပြင်မှာပြပေါင်းနေရမှာဟိုမှာတည့်ရလောက်ရှိတာဒီ ီတော့အဲ့ဒီလိုဖြစ်ပေါ်သုံးသိန်းတော့ဆိုတော့ဘုရားသာသနာလည်းရှိခြင်းမှာရှိတော့မှာရှိခြင်းမှာရှိတော့မှာဖြစ်တဲ့အခါအဲ့ဒီသာသနာ့ဘအချိန်ခံကာလမှာသူကဗာမတိတိဉာဏ်ဉာဏ်သိမှပြီးတော့ပြစ္ဆေကဘုံဒီဉာဏ်ရရှိအတွက်သူသုရုပ္ပံမှာဖြစ်ပါတယ်နောက်တနည်းဖွင့်ထားတာကတော့သူကပြစ္ဆေကအရှင်ဒီမတက်လို့လို့ပဲပြစ္ဆေကဘုံဒီဉာဏ်ကိုရရှိအတွက်ရှေ့လုံးကလည်းပါရမီဖြစ်ခဲ့ဖို့ပါတယ်တော့တော့ မြေကြပြတိမရသေးဘူးဆိုရင်တော့ဒါပြောင်းလဲတဲ့သဘောရှိမြေကြပြတိဆိုတော့ကတဆူသောဘုရားရှင်ထံမှမှနှောင်းကဘာဘုံမလို့ကြာခဲ့မယ်ဆိုရင်ဒိဉ္စီပြစ္ဆေကဘောဓိဉာဏ်ကိုရရှိနိုင်မယ်စက်ပြီးပြီဒီလိုဖြာတိကိုရရှိခြင်းကိုဆိုလိုပါတယ်အဲ့ဒီလိုဉာဏ်ဤမရသေးဘူးဆိုလို့ရှိရင်ပြစ္ဆေကဘောဓိဉာဏ်ကိုစုပြောင်းစုလုပ်ပြန်ပြီးတော့ပါရမီဖြည့်ခဲ့ပြီမဲ့ ဘိသေကဘောဓိဉာဏ်ရည်ရည်အတွက်နိယတဗျာဒိတ်လို့ခေါ်ဆိုအပ်တဲ့ဣန္ဒိတဗျာဒိတ်သက္ကံများကိုမခံယူရဘူးဆိုရင်စိတ်ပြောင်းလာတဲ့သူကပါရမီတွေကပြောင်းပါမှာနော်စိတ်ပြောင်းလာတဲ့ပါရမီပြောင်းနေဆိုတာကဒီလိုနိယတဗျာဒိတ်မြာသေးတဲ့ပုဂ္ဂိုလ်ကဘုန်းကြီးတို့ဘုရားအလုံးစုံပဲကြည့်ဖို့ယင်းဒီကရာဘုရားခြေတော်ရင်းမှာဝါစင်းပြီးတော့ဓမ္မသဘောဉာဏ်ကိုစုပန်နေခဲ့တယ်အကြေးဒီစုကိုသူကစုမဲ့လိုက်တယ်ဆိုရင် ဒီမင်္ဂလာပြည့်ခြင်းကနေပြီးတော့သစ္စာလေးပါးနဲ့ဆက်နေတဲ့တရားခန္ဓာဒေသနာတော်တစ်ပုဒ်ကိုဟောလိုက်ထိုဒေသနာတော်မဆုံးမီမှာပဲရတ္တပုံရနိုင်တယ်သူကဒါကစာမောပေါ်ပြထားမှာသူကဒီစုကိုဆွန့်လို့ခဲ့တယ်ဆိုရင်အခင်းရဲ့မဆွန့်လို့ဘူးဆိုလို့ရှိရင်ထိုခြင်းကကစပြီးတော့မြေတပြတိရပြီးပြီးနောက်ဘက်မှာတော့ဒီဘောမရှိတော့ဘူးသမ္မာသမ္ဗုဒ္ဓဉာဏ်ကျင့်တဲ့အေကံရမယ်ဒီချက်နဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ကန်းကြီးတို့ပြန်ကြည့်ကြတော့ဘာဥပမာပြလဲ မပြောပြခြင်းနဲ့ကြည့်လိုက်တဲ့အကူကြီးကတွက်လာပြီဆိုရင်ဟာနောက်ကတည်းကတည်းကဒီမပြောသေးဘူးမှဲ့နေမယ်ဆိုတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကတင်းတနကသိတယ်အဲ့ဒီအတိုင်းပဲသူကအကူကြီးကူနေတာကိုသူကတပည့်ကျက်ကညံတော်ဖြစ်ကျွမ်းကြည့်လိုက်တော့မြင်နေတာဒါကြောင့်ဘုရားရှင်ကအာဒိဟံပဲချင်းခတ်တဲ့ရင်တော့ဘောရမအမြင်ကြီးတယ်ဘုရားဖြစ်နေမဲ့စသဖြင့်ဒီလိုဖြတ်ပြီးပြေးလိုက်တာပဲအဲ့လိုပြေးပြင်းတဲ့လက်ထပ်ပြောင်းလို့မရဘူးခုဒီမှာကတော့ပြောင်းလို့ရတယ် ဗျာတိမရသေးတဲ့အချိန်အခါမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်နော်အဲဒီလိုဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီလိုအလောင်းတော်တွေဟာလည်းရှင်းရှင်းတက်ခဲ့တော့နော်နောက်တစ်ချိန်ခါမှာပြည့်စုံကဘောဓိဉာဏ်ကိုကြီးနေဧကဉ္စမှာဖြစ်တယ်ကဘာကဘာတသောနဲ့ဆိုရတယ်နော်ကဘာတသောနဲ့တထောင်လာကြာရင်ပြည့်စုံကဘောဓိဉာဏ်ရတော့တယ်ပါရမီကလုံးလောက်နေပြီတော်ကြီးနှစ်သိန်းချင်းတိုင်တိုင်ပါရမီဖြစ်ပြီးတဲ့ဘုရားကောဖြစ်ပါတယ်တို့တော်လည်း ကိလေသာဒီရဲ့အလိုကိုလိုက်လျောမိသည့်အတွက်ကြောင့်မမှန်တဲ့ပြမှန်ပြက်ဒီကိုပြမှန်မိတဲ့အတွက်ကြောင့်ကိုငင်းရရောက်သွားတယ်။အစတတော်လည်းဒီတိုင်းပဲပြည့်စုံကဘုရင်ညာညာကြီးအတွက်ပါရမီတွေဖြစ်ကြတယ်မှန်ပေမဲ့တော့သောတမဏိမညာဘုံညာရကြီးအတွက်ပါရမီတွေလုံလောက်နေတယ်မှန်ကိပဲမှန်ခဲ့ပေမဲ့လို့လဲမိတ်ဆွေညုံနဲ့ပေါင်းပေါင်းမိချင်းကြီးဟူသောအကြောင်းကြောင့်ဖြစ်တယ်တရားစောင့်နေတဲ့တရားမင်းကြီးဖြစ်တော်မူတဲ့ဘာကမဲ့တော်ကို နန်းစည်းစိမ်ကြီးဟူသောအကြောင်းတရားကြောင့်အတ္တမတ္တသိဉ္စီပစ္စည်းအောင်ဇီဝိတ္တေကိုချက်ခဲ့တဲ့တတ်ခဲ့ဒီအကုသိုလ်ကံကဝင်ရောက်ပြီးတောက်ချက်တဲ့အတွက်သူ့မညာဘုံညာကိုသူမရရှိဘူးမညာဘုံညာကိုသူကိုယ်တိုင်ပဲဖြစ်စီဖြစ်ခဲ့ခြင်းဖြစ်ပါတယ်ဆိုပြီးတော့ဘုရားရှင်ကဟောတဲ့ခေါ်တော်မူခြင်းဖြစ်ပါတယ်နော်သို့သောတသမအန္တရာယေနဟတိဒါနိအသမ ဝိတ္တတနာပိသမယောဟာသဗ္ဗိစေကဘောဓိနိဟောင်္ဂေနအနကတိပိစေကဘုဒ္ဓဟောတော်ဘာပရိနိဗ္ဗာန်ယေတိတို့သောနောက်တစ်ချိန်မှာတော့အန္တရာယ်မရှိဘဲနဲ့ပိစေကဘောဓိဉာဏ်ကိုသုရုပံပြီးတော့ဗာမီရင်ဆက်လက်ပြီးဖြစ်လိုက်တဲ့အခါပိစေကဘောဓိဉာဏ်ကိုအနကမှရရှိမှာဖြစ်ပါလေဆိုပြီးဒီလိုပေါ်ပြထားပါနော်ဒါကြောင့်ဒကာကြီးတွေဒီမကြီးတွေအစံတက်တော့ဒီပတ်တော်ကိုအပြစ်မပြောနဲ့နော် ဒီမရက်ကုန်လည်းဖက်တတ်တော့ဒီအမိမပြောနဲ့တော့သူတို့ကပြိစိကဘုရားဖြစ်နေပုဂ္ဂိုလ်ဟုတ်တယ်မလားကိုယ်ကသူ့တော့ကဖြစ်ချင်မှဖြစ်ပါနော်ကိုယ်ကပြိစိကဘုရားအနက်ကျင်မှတောင်းပါသူတို့ကပြိစိကဘုရားကျင်းနေဖြစ်မဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့ကိုနေအစတက်ကတိုင်းနေဒီဝရတိုင်းဘုရားကဒီအဲ့ဒီလိုအញ្ញံမကဲ့ရကြပါနဲ့နော်ကဲဒီကုတ္တံကဒီညာမှာပဲပြည့်စုံပြီဖြစ်ပါတယ်ဘုန်းကြီးက ကရဏဂုံအကြောင်းလေးကိုဆက်လိုက်တော့ဟောကြပါတယ်အချိန်ကတော့မရတော့ဘူးနော်တို့တော့လေကရဏဂုံအကြောင်းလေးတခြားအချိန်တုန်းကဘုန်းကြီးဟောခဲ့ပြီးဖြစ်တဲ့အတွက်ကရဏဂုံအကြောင်းကိုသိနေကြည့်ရင်တော့ခဏိကာရဩဒိင္ဒေ